ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့မြေဦး Family YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာ အားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော် ပုံမြတ်ထင်မှနှုတ်ခွန်းဆက်သလိုက်ရပါရခင်ဗျာကျွန်တော်ဇာကြီးဆရာဆရာကြီးမင်းသိန်းခါဤစာပလင်းနေမောင်နဲ့တပွဲစားဦးနော်ဝတ္ထုပါဝင်ဝတ္ထုတို့ပေါင်းချုပ်စာအုပ်ကိုအပိုင်း9ဇာတိန်ပိုင်းနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါရခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါအောင်ခင်ဗျာ စာပလင်းနေမောင်သည်စာအိတ်ကိုဖွင့်၍အတွင်းမှဖိတ်စာကိုကြည့်လိုက်ပြီးလျှင်မခုံးမကန့်ပြုံးလိုက်သည်ကိုကျွန်ုပ်ကောင်းစွာသတိပြုလိုက်မိလေတော့ဤထို့နောက်အမှုကတော့ကျုပ်တို့မျှော်လင့်ထားတဲ့ရှုပ်ရှုပ်ကလေးတွေပါလာပြီပြို့ဘာပဲဖြစ်ဖြစ်စိတ်ဝင်စားဖို့ကောင်းပါလေလေရော့ဟောဒီမှာဖိတ်စာဖတ်ကြည့်လိုက်အောင်ကိုယ်ကစာပလင်းနေမောင်ကကျွန်ုပ်အားဖိတ်စာစာရွက်ကိုလမ်းပေးလိုက်သဖြင့်ကျွန်ုပ်လည်းဖိတ်စာစာရွက်ကိုဆွဲယူကြည့်လိုက်ရာသင်္ကန်းညွန့်နေနေထိုင်သော ဥလူကလေးဆိုသူဤဖရာကိုစုဖိတ်စာဖြစ်ကြောင်းအန်အောဝေယာတွေ့ရလေတော့ဤတော့ကြောင့်ကျွန်တော်ကဘယ်လိုလုပ်မလဲအင်စီသူဖိတ်ထားတာကဒီနေ့ညဆိုပါလားအဲ့ဒီဖရာကိုစုကိုခင်ဗျသွားမလို့လားဟုမေးလိုက်လေဤသွားရမှာပေါ့ဗျာစုံတော့တယောက်အမှုလိုက်တယ်ဆိုတာကငါးများတာနဲ့ခက်ဆင်ဆင်တူတယ်ဗျာငါသာမငါလာဟတ်တာနဲ့တုတ်တန်ကိုမပြည်တင်လို့ရတာမဟုတ်ဘူးငါအလိုကိုလိုက်ပြီးရှော့ပေးနေရလေတာပြီးတော့မှတဖြည်းဖြည်းချင်းရစ်ဆွဲရတာမျိုးဗျာ ဟုတ်ဇာပလင်းလင်းမောင်က ပြောလိုက်လေတော့နောက်တွင်ကကျွန်တို့တို့နှစ်ဦးသည်အင်းစိန် CID တို့ထွက်ခဲ့ကြလေတော့ဤအင်းစိန် CID တို့ရောက်တော့ခါနိုင်မှုဇုံတော်မင်းကြီးမစ္စတာဂရိပင်သည်ကျွန်တို့တို့အားယနေ့နံနက်9:00နာရီပြတိုက်ဖွင့်ချိန်၌ယူလီဟော့တွင်ပြသထားသောရေဟောင်းမဟာရာဇာတူဦး၏တရဖူတစ်ခုပြောဆိုနေကြောင်းတွေ့ရပုံသက်ဆိုင်ရာဓမ္မသွားရောက်ကြည့်ရှုစစ်ဆေးရာယမန်နေ့ညကဖောက်ထွင်းခိုးယူခြင်းခံရသောလက္ခဏာများတွေ့ရပုံ တခုမှအမှုကိုခွာ၍ဆင်းပြေးလင်တရဖူထဲထားသည့်မှန်ပြီတော့အာကာယံထားသောတန်တိုင်များကိုတန်ဖြတ်လွှားဖြင့်ဖြတ်တော့သွားပုံမှအစသက်ဆိုင်ရာကမ္မအစီရင်ခံစာအစအဆုံးကိုကျွန်တော်တို့အားရှင်းပြလေ၏။ထို့နောက်ဤတရဖူကြီးပြန်၍မရခဲ့လင်၎င်းရသည့်တိုင်အောင်တရဖူဤထိတ်တွင်တက်ဆင်ထားသောအစာဝယ်၍မရနိုင်သည့်စိန်ဝင်ကြီးမပါလင်တော်၎င်းမိမိတို့ CND နေနှင့်ဂုံတိတ်ခါကြပွဲရှိကြောင်းထို့ထက်ဆိုသည်မှာမိမိဤဂုံတိတ်ခါကြပွဲရှိကြောင်းထို့ထက်ဆိုသည်မှာလည်း ဇာပလင်နေမောင်ကဲ့သို့တိုင်းဒီပြည်ဒီစုံတော်တို့ဦးရှိပါလျက်ဤသို့ဖြစ်ရလျင်ဇာပလင်နေမောင်ဤဂုံတိခါကြွယ်ရှိကြောင်းတို့ကိုလွန်စွာလှပ်ပါသောအင်္ဂလိပ်စကားဖြင့်ပြောလေတော့၏ဒေါကဇာပလင်နေမောင်ကဒီမှာမစ္စတာဂရစ်ဘင်ပြည်ဖူကြီးပြန်လဲရရှိဖို့အတွက်တာဝန်ယူပါတယ်ဒါပေမဲ့တရားခံတော့မိမှာမဟုတ်ဘူးဒီလိုမဟုတ်ရင်တရားခံမိဖို့တော့လွယ်ပါတယ်ဒါပေမဲ့ပြည်ဖူကြီးပြန်မရနိုင်ဘူးအဲ့ဒီတော့တရားခံယူမလားတရားဖူယူမလားအဲ့ဒါကိုအဖြေပေးပါ ဟုတ်ပြောလိုက်လေဒါကမစ္စတာဂရစ်ဘင်ကဘယ်လိုလဲဆာဗလင်းနှင်းမောင်ခိုးရပါပစ္စည်းနဲ့သခိုးဆိုတာဟာလူနဲ့အရေးလိုပဲမဟုတ်လားအခုတော့ဒီလိုမဟုတ်ပဲလူကိုခေါ်လာမယ်အရေးမပါဘူးဒါမှမဟုတ်အရေးကိုယူလာမယ်လူမပါဘူးလို့ပြောနေတာကိုကျွန်တော်ကောင်းကောင်းနားမလည်ဘူးဟုတ်ပြောလိုက်လေဆာဗလင်းနှင်းမောင်ဒီကလေးစီယာကရေခဲတောင်တစ်စိတ် secret ကိုမိကြီးဆိုင်ပါပြည်လျင်မစ္စတာဂရစ်ဘင်ဤရုံးခန်းတွင်လမ်းလျှောက်ရင်းဒီမှုကဒီလိုမဟုတ်ဘူးဘာနဲ့တူတယ်လဲဆိုရင် စီစောမောင်းနှင်းလိုပဲတစ်ဖက်ကိုဖိလိုက်ရင်ကြံတဲ့တစ်ဖက်ထောင်သွားမယ်ဇုံနှင်းလိုမရနိုင်ဘူးဟုတ်ပြောလိုက်ရမစ္စတာဂရစ်ပင်ကအဲ့ဒီလိုဖြစ်နေရင်တော့တရဖူကြီးကိုရအောင်ယူရမှာပဲတခိုးရဆိုတာမျိုးကဒီအမှုနဲ့ထောင်မကြလဲတခြားအမှုနဲ့ထောင်ကြမှာပဲလေဟုတ်ပြောလိုက်လေဒီထွဲကစာပလင်းနေမောင်ကကောင်းပြီမစ္စတာဂရစ်ပင်နောက်ပြန်မလဲပြတဲ့ဖွင့်ချိန်မှာတရဖူကြီးပြန်ရပါစီမယ်ဟုတ်ပြောစောကရုံကန်တွင်မှထွက်သွားလေကျွန်တော်လည်း၎င်းနဲ့အတူလိုက်ပါ၍ထွက်ခဲ့ရလေ ျွန်တော်အပြင်ရသောအခါ၌မစ္စတာဂရစ်ဘင်ကဒီမှာစာပလင်နှစ်မောင်အဲဒီတရဖူကြီးနဲ့ပတ်သက်တဲ့ကိစ္စဆိုရင်ကျွန်အင်ကိုအချိန်မရွေးဒယ်လီဖုန်းဆက်နိုင်ပါတယ်ဟုပြောလိုက်လေတို့ရတွင်စာပလင်နှစ်မောင်သည်မစ္စတာဂရစ်ဘင်အားလှည့်၍မြပင်မကြည့်တော့ဘဲကြောခိုင်းလေးအနေထားမှလက်ကိုလှုပ်ရမ်းပြရင်းဆက်လက်လျှောက်လာကလေးတော့ဤစာပလင်နှစ်မောင်သည်ကျွန်တော်ဤမော်တော်ကားကိုမောင်းဤကျွန်တော်ကမူ၎င်း၏ဘေးတွင်ထိုင်၏ကျွန်တော်တို့၏မော်တော်ကားကလေးသည်ရွှေရုံဖျားစီသို့ဥတီ၍မောင်းနှင်လာ၏အန်စီဘယ်လိုလဲဗျာ ဟုတ်ကျွန်တော်ကမေးလိုက်ရစာပြင်းနေမောင်ကဒီလိုစဉ်းစားကြည့်ရအောင်ဗျာကျွတ်တို့စီကိုမဲကြီးရောက်လာပြီးဥလူကလေးကိစ္စမှာဝင်မလျှုပ်ဖို့ပြောတယ်အဲ့ဒီချိန်ထိကျုပ်ဟာဥလူကလေးထောင်ကလွတ်လာတယ်ဆိုတာတောင်မသိသေးဘူးအဲ့ဒါကိုမဲကြီးကဘာဖြစ်လို့လာပြောတာလဲစဉ်းစားကြည့်ရအောင်ဟုတ်ကျွန်တော်ကပြန်၍မေးခွန်းထုတ်လိုက်လေဒါကြောင့်ကျွန်တော်ကလည်းဒီလိုဆိုရင်တော့ဥလူကလေးထောင်ကလွတ်လာပြီဆိုတာသိအောင်မဲကြီးကသတင်းလာပေးတာပဲခင်ဗျားကလည်းလူစိုးစကားနားထောင်မဲ့လူသားမျိုးမှမဟုတ်ပဲ မရှုပ်ပါနဲ့ဆိုမှခမားဝင်ပြီးရှုပ်မယ်မဟုတ်လားဟုတ်ပြောလိုက်လေအိုင်ဘီအရင်နဲ့မတူတော့ဘူးဒီဘက်နဲ့ထဲမှာအတော်ကလေးတိုးတက်လာပြီကဲဒီလိုဆိုရင်မိကွန်းတစ်ခုထပ်ပြီးမေးလိုက်အောင်မယ်ဖောက်ထုံးဝိဇာဥလူကလေးကဖျားကိုစုလုတဲ့ကိစ္စမှာကျုပ်လိုစုံတော့တရားကိုဘာဖြစ်လို့ဖိတ်ရတာလဲဟုတ်ဇာဗလင်နေမောင်ကမေးလိုက်လေဒါကတော့ဗျာဥလူကလေးဟာတနေရာမှာသူ့လူတွေအမှုတစ်ခုကျူးလွန်ကြလိမ့်မယ်အဲ့ဒီကိစ္စမှာသူမပါဘူးဆိုတာထင်ရှားအောင်အလီပိုင်ပေးတဲ့သဘောပေါ့ဗျာ။ဒီပြင်ဘာများဖြစ်နိုင်ဦးမှာလဲ။ ို့ကျွန်တော်ကပြန်ပြောလိုက်လေဒါကစာပလင်နေမောင်ကအိုင်ပြီးမစိုးတော့ဘူးဒီဘက်နေထဲမှာတော့တော့ကိုတိုးတက်လာပြီအတော်ကြီးကိုတိုးတက်လာပြီဟုတ်ပြောလိုက်လေဤသောနေ့ပြန်ကျွန်တော်တို့မော်တော်ကားသည်ရွှေဒဂုံဖရအရှိဘမုတ်စီတို့ရောက်ရှိသွားလေတော့ဤဒါကစာပလင်နေမောင်သည်ကျွန်တော်ကိုခေါ်၍ပန်းရောင်သောအတော်ကြီးတူထံသို့သွားပြီလျင်မေလို့ရတော်ညွန့်ရောက်လို့ဝယ်လို့ကောင်းရဲ့လားဟုတ်မေလရာပန်းရောင်သောအတော်ကြီးက ဘူရောကောင်းတွေများလာတော့လေဖះဘန်းကပိုးပြီးရောင်းရတာပေါ့ရှင်သူရုပ်မာတွေများလာတော့လေပလိတ်တွေစုံတော့တွေအလုံများကြတာပေါ့ရှင်ကဲစူးစမ်းပါဦးဟုတ်ပြန်၍ပြောလိုက်ရစားပလင်းနေမောင်ကခမယောက်ျားလေးဘယ်မှာရှိလဲဟုတ်မေးလိုက်လေဤသူကလာမမေးပါနဲ့တော့ရှင်အခုတလောဒီကောင်လေးအင်ကိုမမှန်ပြဲမလာဘူးဘာလို့လုံနေမှလဲမသိပါဘူးဟုတ်တော့ညွန်ကပြန်၍ပြောလိုက်လေဤ ဒီကောင်လေးဟာခမရွဲ့အသုံးမဝင်ပေမဲ့ကျုပ်တွေတော့အသုံးဝင်တယ်ဗျသူပြန်လာရင်ပစ္စည်းကရိယာအပြည့်စုံဒီည12နာရီလောက်မှာဂျူဘလီဟောနာကစောင့်နေပါလို့ပြောလိုက်ပါဗျာကဲကျုပ်သွားမယ်ဟိုဇော်ကစားပလင်းနဲ့မောင်းသည်ထိုဆိုင်မှပြန်ထွက်လာခဲ့လေတော့နောက်မော်တော်ကားကိုဂျူဘလီဟောဘက်စီသို့မောင်းခဲ့ပြီးလျင်ဂျူဘလီဟောအဆောင်တရဝန်နှစ်ဦးနှင့်တွေ့ဆုံ၍မေးမြန်းလေတော့ဤမင်းတို့ကိုတရဖူပြောက်မှုနဲ့ဂက်ကမဖန်သေးဘူးလားခုစာပလင်းနေမောင်ကမေရန်တရဝန်နှစ်ဦးနဲ့တဦးကခမရပဲသူလဲ ဟုတ်ပြန်မေးလေငါစားပလင်းနေမောင်ပါဟုတ်စားပလင်းနေမောင်ကပြန်ပြေးပြလိုက်ရတရောင်ကနှစ်ဦးကဖဏဘော့ဆရာရဲ့အမကန်နဲ့ပြန်ပြီးလွတ်ထားတာနည်းနည်းပါးပါးတောင်အရိုက်နဲ့ခံရသေးတယ်ဟုတ်ဖြေဆွေကြလေမင်းညကဟောဒီနာမှာမော်တော်ကားတစ်စီးလာပြီးပြက်နေတာအကြကြီးမဟုတ်လားဟုတ်နားမှာလေကွာအဲ့ဒီကားကလည်းအင်ဂျင်ဝိုင်တွေယူလိုက်တာမပြောနဲ့တော့အခုတက်ဒီလမ်းပေါ်မှာအင်ဂျင်ဝိုင်ဖိတ်ထားတဲ့အကွက်ကြီးကျန်းနေသေးတယ်ပြီးတော့အဲ့ဒီကားဘော်ကလူကမင်းတို့စီကိုလာပြီးမော်တော်ကားတွန့်ပေးဖို့အကူအညီတောင်းနေမဟုတ်လား မင်းတို့ကမော်တော်ကားလဲတွန့်ပစ်လိုက်ရောသူကကျေးဇူးတင်တဲ့အကြောင်းပြောပြီးမင်းတို့ကိုဗာပေးခဲ့တယ်လေငါထင်တာကတော့တောက်လက်စားစီးကရက်ဘူးဖြစ်မှာပဲဟုတ်ဇာပလင်းနေမောင်ကပြောလိုက်ရန်တရောင်းဝန်နှစ်ဦးဒီတရားမျက်နှာတရားကြည့်၍ဟုတ်ဟုတ်ပါတယ်ခင်ဗျာအဲ့ဒီအတိုင်းပါပဲဒါပေမဲ့တရဖူခိုးတဲ့သူဟာအဲ့ဒီလူတော့ဟုတ်မယ်မထင်ဘူးသူဟာလူကြီးလူကောင်းတယောက်ပါပဲဟုတ်တရောင်းဝန်တဦးကပြောလေထားပါတော့လေအဲ့ဒီစီးကရက်ကြံသေးသလားဟုတ်ဇာပလင်းနေမောင်ကမေးရန်တရောင်းဝန်တဦးကအကြံမသေးတယ် ဟုသောက၎င်းနေထိုင်ရာယုံကလေးအတွင်းသို့သွားရောက်၍ဘိုလိုတစိတ်စီကရက်တဘူးကိုယူ၍ပြန်လာပြီလင်စာပလင်နေမောင်အားပေးလိုက်လေစာပလင်နေမောင်သည်စီကရက်ဘူးကိုဖွင့်၍ကြည်ပြီးနောက်၆လိတောင်ကြံပါသေးလားကွာဟုပြောလိုက်ရန်တရဝံတူကကျွန်တော်တို့တယောက်တလိပဲတော့ရသေးတာခမဟုပြန်၍ဖြေလေစာပလင်နေမောင်သည်ထိုစီကရက်ဘူးကိုကိုအင်းကြီးအိတ်တွင်းသို့ထည့်၍ကဲနောက်တော့မှမင်းတို့စီကရက်ဘူးကိုပြန်ပေးမယ်ဟုသောကထွက်ခဲ့လေတော့ဤလမ်းတွင်ကျွန်တော်ကအင်းစီစီကရက်ထဲမှာတခုခုပါမှာပေါ့နော် ခုမေးလိုက်ရာဇာပလင်နင်းမောင်ကဒီကောင်တွေစီးကရက်တယောက်တစ်လိပ်ဖာပြီးအိပ်ပျော်သွားကြတာဗျာဒါကြောင့်အထက်ကတန်တိုင်ကိုလွှတ်နေစိတ်ရှိလက်ရှိတိုက်ပြီးယူသွားတာကိုသူတို့မသိတာပေါ့ဗျာကျုပ်ကအစားတုံးကတော့သူတို့စားတဲ့ထမင်းထဲမှာတခုခုထည့်ပြီးလုတ်လိုက်မယ်ထင်တာဒီလဲရောက်ရောဟိုနားကအင်ဂျင်ဝိုင်ွယ်ကြီးကိုမြင်တာနဲ့အလို့တခုပေါ်လာပြီးရှောက်မိကြတာနေရာကျကျင်တော့လေတန်ကနေဟုတ်သွားတော့တာပဲဒီအချက်ကြောင့်တော့ကျုပ်ကိုမချူးမနဲ့အောင်ဗျာ ဒါကဘီလီယက်ထိုးတဲ့အခါမှာရန်တန်ပြီးဝင်သွားတာကိုကြက်လို့ခေါ်တယ်မဟုတ်လားအခုလည်းအဲ့ဒီချက်ကတော့ကြက်ဖြစ်သွားတာမျိုးခုပြောလိုက်လေဤတို့ကကျွန်တော်ကအင်စေးရဲ့ပစ္စည်းပြောက်တာလည်းသိနေပြီတရားခံတွေကိုလည်းသိနေပြီအဲ့ဒီတော့မဲကြီးတို့ညီကိုရောဥလူလေးကိုရောဖမ်းပြီးနည်းနည်းပါးပါးနှိပ်စက်လိုက်ရင်ပြီးနေတဲ့ဥစ္စာခုပြောလိုက်ရစာပလင်နဲ့မောင်ကအဲ့ဒီလိုလုပ်လိုက်ရင်တရဘူကြီးရမှာမဟုတ်တော့ဘူးခုဒုံဒီဒီပြန်၍ဖြေလိုက်ပြီးလျှင်စီကရက်လိုက်ကိုထုတ်၍ရှိုက်ပါရင်အချိန်ကစောသေးတယ်ဗျာ ဲ့ဒီတော့တနေရရမှာအချိန်ဖြုံးရအောင်ဗျာဘယ်သွားကြမလဲခုမေးလိုက်လေကျုပ်ကအများကအချိန်ဖြုံးနေတဲ့လူဗျာဒါပေမဲ့ခမကအခုလိုအချိန်ဖြုံးရအောင်လို့ပြောလိုက်တော့ဘယ်လိုဖြုံးရမှန်းတော့မသိအောင်ဖြစ်သွားတယ်ဟုတ်ကျွန်တော်ကပြန်၍ပြောလိုက်ရာဇာပလင်နေမောင်ကသဘောကြလွင်း၍အမ်ဗီတဟာဟာရေမောလေတို့နောက်ဒီလိုလုပ်ကြရအောင်ဗျာ ောက်တော့မှကျုံနေသေးတယ် RED ဒါဘေးဆက်ယုံကစရေးကလေးတယောက်ရှိတယ်သူကအပြော်တမ်းမျက်လက်ဆရာကလေးတယောက်ပြနိုင်ငံခြားကမျက်လက်ဆရာကြီးဟူရီနီတို့စကန်တို့ရှိမှာစာနဲ့ဆက်သွယ်လုပ်ပြီးမျက်လက်တင်ထားတာဗျသူပြတာတွေဟာအတော့ကိုအဆင့်တန်းမြင့်တယ်ခုဇာပလင်းနေမောင်ကပြောလေကျုပ်ဖြင့်မျက်လက်ဝါသနာမပါပါဘူးဗျာကိုကိုလင်မန်းတိလက်သားနဲ့သွားပြီးအလင်ခံရတယ်လို့ဖြစ်နေတာအောင့်သက်သက်နိုင်လားဗျာကိုကျွန်တော်ကပြောလိုက်လေဒီကစာပလင်းနေမောင်က လောကကြီးဟာမျက်လက်ဝဲကြီးနဲ့တူပြီးသားပါဗျာကံတရားဆိုတာကလည်းအလွန်အလှက်ပတ်ကောင်းတဲ့မျက်လက်ဆရာကြီးနဲ့မတူဘူးလားဟုတ်ပြောစောကဘောက်တော်ဘက်စီတို့မော်တော်ကားကိုမောင်းလွင်သွားလေတော့ဤဘောက်တော်တို့ရောက်ရင်အပြော်ရမ်းမျက်လက်ဆရာအင်းတို့သွားရောက်ကမျက်လက်ကြည့်ရှုလေဤတို့မျက်လက်ဆရာဒီကျွန်တို့အားဖဲတို့တစ်မျိုးတည်းနဲ့ပင်မျက်လက်ဆယ်မျိုးထက်မနည်းပြဤဇီဂရကလေးတလေးတည်းနဲ့အမျိုးပေါင်းများစွာပြဤဇီဂရကလေးတလေးကိုဖြောက်ပြဤပြီးလျင်လက်ထက်တွင် ရောက်အောင်ပြန်၍ခေါ်ပြဤ ထိုးတယ်မလဲစမ်းကြအောင်လဲပြလိဤသောနေ့ပင်ည9နာရီထိုးသွားလေတော့ဤထွက်ကစားပလင်းနေမောင်သည်ကဲအိုင်ဒီဖျားကုစုသွားကြစို့လားဟုတ်ပြောစောကမျက်လက်ဆရာကလေးကိုနှုတ်ဆက်၍သင်္ကန်းကျင်းရှိဥလူကလေးဤနေအင်းတို့ထွက်ခဲ့လေတော့ဤတော်တော်မထွက်မီ၌စားပလင်းနေမောင်နှင့်မျက်လက်ဆရာတို့သည်တနေရ၌နှစ်ယောက်ချင်းကောင်းချင်းဆိုင်၍တိုင်ပင်ကြသေးတော့ဤဥလူကလေးဤအိမ်ဤတို့ရောက်သောခါ၌ဥလူကလေးဤခြံကြီးထဲတွင်မိအောင်ဆောင်များထွင်ကြီးထားသည်ကိုတွေ့ရလေထို့ပြင်ဇပွဲကလတိုင်များနှင့် ်အေကောင်းဆောင်ကောင်းများကိုအကြနာကျွေးမွေးအခမ်းအနေဒီကိုလည်းတွေ့ရလေတော့ဤသာပြင်းနေမောင်ဒီမော်တော်ကားကိုရက်လိုက်ပြည်သည်နှင့်တပြိုင်နက်ကားပေါ်မှတွက်လက်စွာဆင်း၍ခြံတွင်သို့ခြေလမ်းကျဲကြီးနှင့်ဝင်သွားလေတော့ဤကျွန်တော်လည်း၎င်းအိမ်နောက်မှတွက်လက်စွာလိုက်ပါသွားလေတော့ဤအိမ်နှင့်အနီးဆုံးဇပွဲစီသို့ရောက်တော့ကဇပွဲထက်တွင်ထိုင်နေသောဂျိတ်လုံးကြီးအကောင်းစားကိုဝတ်ဆင်ထားသည့်လူကြီးတို့ကထိုင်ရာမှ ထားလိုက်လေဤဒေါ်လူကြီးမှဥလူကလေးပင်ဖြစ်ဤဥလူကလေးသည်သာပြင်းနေမောင်ကိုမြင်လင်မြင်ချင်းအလို လောကနီတိမတင်ဘူးတဲ့ဆုံတော်ကြီးလာနေမကိုဟုတ်မကုံမကန့်အမူအရာနဲ့ပြောလိုက်လေတော့ဤဒါကစာပလင်းနဲ့မောင်ကမှန်တာပေါ့ဗျာသူတော်ဘအင်ကိုမဖိတ်ခေါ်ပဲအလဲပတ်သွားတဲ့သူဟာသူယူနဲ့တူတယ်ဆိုတော့ဆုံးမစာကိုတော့ဖတ်ဖူးပါရဲ့ဒါပေမဲ့ကျုပ်တို့လည်းယူလီဟောကပစ္စည်းကြီးပျောက်သွားလေတော့အထက်ကဆူလာချင်းလာလှုပ်တာနဲ့ယူကျင်တို့တို့တောင်ဖြစ်နေတယ်ဗျအဲ့ဒါကြောင့်ခမည်းကမဖိတ်ပေမဲ့လည်းလာရတဲ့ဥလူကလေးဟိုစောကထိုစပွဲနှပ်ပြင်ဝင်၍ထိုင်လိုက်လေဤ ောကြကျွန်တော်လည်းကထိုင်တလုံးကိုဆွဲ၍ထိုင်လိုက်လေထွက်ကဥလူကလေးသည်မျက်နာကိုပြင်လိုက်ပြီးလျင်အလကားပြောတာပါဗျာကျုပ်ကလည်းဒီနေ့ကမှထောင်ကလွတ်လာတာဆိုတော့အကုသိုလ်တွေ ကုန်ပါစေဆိုပြီးဖျားကိုစုချက်ချင်းစီစဉ်လိုက်ရတယ်ဗျို့ဒါကြောင့်ဖိတ်တဲ့သူတွေမဖိတ်မိပဲကြံသွားတာတွေအများကြီးပဲဟုတ်ပြောစောကကျွန်တော်တို့နှစ်ဦးအတွက်အုံတို့ခေါ်ဆွဲလာ၍ပို့ရန်အမိန်ပေးလိုက်လေတော့နောက်ဥလူကလေးသည်သူဤဂျိတ်လုံးကြီးကိုစားပလင်းနေမောင်အပြရင်ဟောဒီကျိုးကြီးဂျိတ်လုံးကြီးကမန္တလေးကဝဲလာတာဗျာ အဲ့ဒီပစ္စည်းကိုမြင်တာနဲ့ဒီပစ္စည်းကို ရောင်းချတဲ့ကုန်တယ်ရဲ့အဆင့်တန်းကိုခံမှန်းနိုင်ပါတယ်ဗျာဟောဒီကျွန်တော်နားမှာထိုင်နေတဲ့မိဆွေကြီးဟာမန္တလေးကပို့တယ်ကုန်တယ်ကြီးဥကြောင့်ပြီးတဲ့အဲ့ဒီပစ္စည်းကိုရောင်းတဲ့ပို့တယ်ကုန်တယ်ကြီးပါပဲခုဥလူကလေးကပြောဆိုပြီးလျင်ဥကြောင့်ပြီးပဲလှည့်ကဥကြောင့်ပြီးရေဟောတာအင်မတန်နာမည်ကြီးတဲ့စာပလင်းနှင်းမောင်ဆိုတာပါပဲခုတလဲမိဆက်ပေးလိုက်ပြန်လေဒါကဥကြောင့်ပြီးကမိဆွေဖြစ်နေတာကြာလာပါပြီဗျာအခုလိုအမှတ်မတင်မိဆွေဖြစ်ရတာအမရသေးပါဘူး ကျွတ်တို့ကလည်းဒီနေ့ညနေမှာမန္တလေးကရောက်လာကြတယ်။ဒီကြားထဲဟော်ရီကကျွတ်တို့ဖောက်တဲ့ကြီးကဖရာကိုစုလာပြီးဖိတ်လေတော့မလာရင်လည်းမကောင်းဘူးပြို့။ဒါပေမဲ့ဗျာစာပလင်းလေးမောင်နဲ့အခုလိုတွေ့ရတာအမရသေးဘူး။ဒီနေ့ရရမှာအကြနာအိတ်ခန့်ကျင်သေးတယ်။ဟိုဇော်ကစာပလင်းလေးမောင်အလက်ဆွဲနှုတ်ဆက်လေ။တော်ကစာပလင်းလေးမောင်သည်သူဤကိုအိမ်ကြီးတွင်မှဘိုလ်လိုစီးကရက်ဘူးကိုထုတ်၍တလိပ်နှံ့ယူက၎င်း၏နှုတ်ခမ်းပြား၌တိတ်လိုက်၏။တော်နာဦးကျော်မိဘသို့စီးကရက်ဘူးကိုလေးစားသောအမူအရာနှင့်ပေးလိုက်၏။ ။ဦးကြောင်မီလည်းလေးစားသောအမှုရာနှင့်ပင်စာပလင်နှင့်မောင်ဤဘိုလ်လိုစီကရက်ဘူးအတွင်းမှစီကရက်တလိပ်ကိုနှိုက်ယူလိုက်လေ။ထို့နောက်စာပလင်နှင့်မောင်သည်ဦးကြောင်မီအနီးမှအခြားလူနှစ်ယောက်ကိုလည်းစီကရက်ဘူးကိုပေးလိုက်ပြန်လေ။ထို့သောသူကလည်းဦးကြောင်မီကဲ့သို့ပင်စီကရက်တလိပ်စီနှိုက်ယူလိုက်လေ။စာပလင်းနေမောင်သည်မိချင်းကိုဒေါက်နဲ့ချစ်၍ဒေါ်လူများ၏စီကရက်များကိုမိတို့လိုက်လေ။ဒေါနာ၎င်း၏စီကရက်ကိုမိတို့လိုက်လေ။ပြည်လင်ဥလူကလေးအားစီကရက်ဘူးကိုပေးလိုက်လေ။ဥလူကလေးက၎င်း၏လက်ကြားတွင်ညှထားသောဆေးပြင်းလေးကိုထောင်၍ပြလိုက်လေ ဒေါက်တာစာပလင်းနဲ့မောင်သည်စိတ်လေးဘူးကိုကိုအင်းကြီးအတွင်းသို့ပြန်၍ထည့်လိုက်လေ၏။ဒေါ်ကျင်၌မှာပင်ကျွန်တော်နှင့်စာပလင်းနဲ့မောင်အတွက်အုံတို့ကောက်ဆဲများလာ၍ချပေးသည်ဖြင့်စာပလင်းနဲ့မောင်သည်သူ၏စီရက်ကိုပြာခွက်အတွင်းသို့ထိုးချေလိုက်ပြီးလျှင်အုံတို့ကောက်ဆဲကိုစားလေ၏။ကျွန်တော်တို့အုံတို့ကောက်ဆဲစားပြီးသောအချိန်၌ဦးကြောင်မီနှင့်သူ၏အဖော်နှစ်ယောက်သည်စပွဲပေါ်၌ခေါင်းများဆိုင်ကအိပ်ပျော်သွားလေတော့၏။ဒေါက်တာစာပလင်းနဲ့မောင်ကဥလူကလေးဘက်သို့လှည့်ကာအုံတို့ကောက်ဆဲချက်တာတည်ပြီးကောင်းပါလား။ခမရတော့အတော့ကိုကုသိုလ်ရမယ်ဗျာ။ဟုတ်ပြောလိုက်ရဥလူကလေးက ဒါပေမဲ့ဗျာကုသိုလ်ကတည်းပြီးရလာတယ်မဟုတ်ပါဘူးကြုတ်ကျွေးတာသရာဆွမ်းမှာမဟုတ်ပဲဘယ်ဟာဆွမ်းကိုဗျာဟုတ်ပြောလိုက်စင်ပါပင်လျက်စီမိများအားလုံးဖြတ်ခနဲ့ငြိမ့်၍သွားရာအမောင်အတိကြာသွားလေတော်တော်မှောင်သွားသည့်အခါ၌မိကျထုတ်ပါဟာဟေးဖျောင်းနိုင်ရှာပါဟာဟိုသောအတံပလံများဟိုမတိမထွက်ပေါ်လာစဉ်၌ပင်မိများသည့်တဖန်ပြန်၍လင်းလာလေတော့ဤ တို့တို့လင်းလာသည့်အခါ၌စောစောကအိပ်ပျော်သွားသောဥကြောင့်မီးနှင့်အဖော်နှယောက်မှထိုနေရာတွင်မရှိတော့ဘဲ၎င်းတို့၏နေရာ၌လွင်စွာအသားမဲ၍ရုပ်ချင်းလွင်စွာတူလာသောလူသုံးယောက်အစာဝင်၍ထိုင်နေသည်ကိုတွေ့ရလေတော့ထိုကစာပလင်းနှင့်မောင်ကမင်းတို့ညီကိုသုံးယောက်စလုံးငါနဲ့လိုက်ခဲ့ကြ။ဟုစောကခေါ်သွားလေတော့ကျွန်တော်လည်းယခုချိန်ထိမိတို့ဖြစ်ပြနေသည်ကိုသဘောမပေါက်သဖြင့်၎င်းတို့နှင့်အတူရောနှော၍ချန်ပြင်းတို့ထွက်ခဲ့လေတော့ထို့နောက်ကျွန်တော်တို့အားလုံးကားပေါ်သို့တက်ကြလေတော့စာပလင်းနှင့်မောင်သည်မော်တော်ကားကိုမောင်းရင်း ေးမဲကြီးဒီပစ္စည်းတော့မင်းတို့စီမှာပါလာတယ်မဟုတ်လားခုမဲလိုက်ရမဲကြီးကပါပါတယ်ဆရာရဲ့ခုပြန်၍ဖြေလင်းစားပလင်းနေမောင်ကတရပုထိတ်ကစိန်ကြီးကိုပါရက်လားကွာခုမဲလိုက်ရမဲကြီးကစိတ်ချပါဆရာရဲ့တခုမှမကြံစီရပါဘူးခုပြောလေခုသုံးအောင်ကောတေးတေးချာချာတင်းခဲ့ရဲ့လားခုစားပလင်းနေမောင်ကမဲလိုက်ရမဲကြီးကစိတ်ချပါဆရာရဲ့ဥလူကလေးရဲ့မြေတဲထဲမှာထည့်ခဲ့ပါတယ်ခုပြန်၍ပြောလိုက်လေဒေါနာစားပလင်းနေမောင်က င်းတို့ကလည်းကြောင်မီတို့လူစုကိုကြောက်လာကြလားကွာခုမဲလိုက်ရမဲကြီးကသူတို့ခိုင်းကအင်အားကြီးတယ်ခမပြီးတော့တိတ်ပြီးရက်ဆက်တာကျွန်တော်ဖြင့်ဆရာအင်ကိုလာတာဆရာမသဘောပေါက်ရလားလို့ဘေးမှာလည်းသတိတယောက်ကရှိနေလေတော့အဲ့ဒီအချိန်တွင်မှာဘယ်လိုပြောရမယ်ဆိုတာစဉ်းစားလို့ကိုမရဘူးဒါနဲ့ကျွန်တော်လည်းစိတ်ကူးလို့ရသလောက်ကြံပြီးပြောကြည့်တာပဲဆရာကတိတ်ပြီးအကင်းပါတာကိုနော်ဟုတ်ပြောလိုက်လေမဲကြီးကပြောသောသတိတယောက်ဆိုဒီမှာကျွန်ုပ်ကိုဆိုလိုခြင်းဖြစ်သည်ဒါကစာပြင်းနေမောင်က မင်းအဲ့ဒီလိုလာပြောကြတဲ့ကူကမင်းမှမရှိဘူးဆိုတာငါသိပါတယ်။ဒါပေမဲ့ဥလူကလေးမှများအမှုရှိသလားလို့စဉ်းစားမိတယ်။ဥလူကလေးထောင်ကလွတ်လာတာလည်းငါမသိသေးဘူးကွာ။မင်းလာပြောမှငါကသိတာ။ပြီးတော့မင်းအဲ့ဒီလိုလာပြီးပြောတာကူကဥလူကလေးကိုစောင့်ရှောက်ပေးပါလို့ပြောတာပဲလို့ငါတော့နားလေတယ်။အဲ့ဒီမှာငါစဉ်းစားကြည့်တာကတော့ဥလူကလေးနဲ့အတူမင်းရဲ့ညီမဲလက်နဲ့မဲလေးပါပူတွဲပြီးဒုက္ခရောက်နေတယ်လို့စဉ်းစားမိတယ်ကွာ။ဟုတ်ပြောလိုက်ရမဲကြီးက ရှာကိုနေမောင်ကသိပြီးအကင်းပါတာပါပဲဗျာ။ဟုတ်ပြောလိုက်လေ။ဓွာကစားပလင်းနေမောင်ကငါစီကိုဥလူကလေးရဲ့ဖျားကိုစုဖိတ်စာလာပြီးပို့တာလေ။မင်းလက်ချက်ပဲမဟုတ်လား။မဲကြီးရ။ဟုတ်မေးလိုက်လေ။ဥလူကလေးစီကိုဆရာသွားပြအောင်ဆိုပြီးဥလူကလေးဖိတ်စာအပ်တဲ့ပုံလိုက်တိုက်ကိုသွားပြီးဖိတ်စာလက်ကျန်လေးတစ်စောင်ရအောင်တောင်းပြီးကျွန်တော်လူတယောက်နဲ့ပို့ခိုင်းလိုက်တာ။ဟုတ်မဲကြီးကပြောလိုက်လေ။အဲ့ဒီနောက်မှာတော့ဂျူဘလီဟောကတရဖူကြီးမင်းညာကအဖောက်ခံရတဲ့သတင်းလဲကြရော။အဲ့ဒီဖောက်တန်းသမားဟာမင်းတို့ညီကိုတို့တွေလည်းမဟုတ်ဘူး။ ဥလူကလေးလည်းမဟုတ်ဘူးဒီထက်စဉ်းစားစရာကောင်းတာကတော့မင်းတို့ညီကိုနဲ့ဥလူကလေးကိုပါအကြက်ကန်အနိုင်ကျင့်တဲ့အဖွဲတစ်ဖွဲကလုတ်တယ်ဆိုတာငါအနေနဲ့တွေးပြီးသားပဲကွာဘယ်လိုဖြစ်ဖြစ်ကြရလဲဆိုတာကတော့မင်းတို့ကပိုပြီးသိမှာပေါ့ကွာဟောဒီမှာငါမေဆွေကြီးကိုသိအောင်တစ်စိတ်ပြောပြလိုက်ကြပါဟိုဇာပလင်နေမောင်ကပြောလိုက်လေဒီကမဲကြီးကကျွန်တော်ညီမဲလက်နဲ့မဲလေးဟာဥလူကလေးနဲ့အတူထောင်ကြနေတာခင်ဗျသူတို့ထောင်ကလွတ်တဲ့နေမှာပဲကြောင်မီတို့လူစုဟာဖောက်ထုံးမှုတစ်ခုဒါမှမဟုတ် ဒုစရိုက်မှုတခုလောက်ကြလိမ့်မယ်ဆိုတာသတင်းအခိုင်အမာရထားတယ်ခင်ဗျအဲ့ဒီလိုလှုပ်လိုက်ရင်ပြိလိပတ်ကကြောင်မီတို့ကိုမထင်ပဲဥလူကလေးနဲ့ကျွန်တော်တို့ကိုထင်မယ်ဆိုတာလဲကျွန်တော်တို့သိပြီးသားပါပဲကြောင်မီတို့လူစုကလည်းအကြံကြီးတယ်ခင်ဗျာသူတို့လှုပ်တဲ့အလုပ်ကိုပြိလိပတ်ကသူတို့ကိုလုံးဝမထင်ပဲကျွန်တော်တို့နဲ့ဥလူကလေးကိုထင်စေခြင်းလဲဒါကြောင့်လဲဥလူကလေးနဲ့ကျွန်တော်တို့ထောင်ကလွတ်တဲ့နေ့ကိုရွေးပြီးအလုပ်လုပ်ကြတာပေါ့ပြီးတော့တခါအဲ့ဒီလက်ရဟာကြောင်မီတို့လူစုပါလို့အတိအကျသတင်းပေးနေတာဥလူကလေးနဲ့ကျွန်တော်တို့ပဲရှိတယ် အဲ့ဒီတော့ဥလူကလေးနဲ့ကျွန်တော်တို့လူစုကိုလည်းပြိပက်ကိုတရင်မပေးနိုင်အောင်သူတို့ကအပိုင်ကင်ထားခြင်းနဲ့နောက်ဆုံးမှာမလွဲသာလို့အမိခံရရင်လူကြီးအမိခံမယ်ပစ္စည်းတော်တခြားကိုအပြိပိုင်ထုတ်သွားပြီးသားဖြစ်စေခြင်းနဲ့အဲ့ဒီလိုအကြနာလုံနိုင်ဖို့သူတို့မှာအင်အားကရှိနေတယ်။ဒါကြောင့်ဥလူကလေးနဲ့ကျွန်တော်ညီနှစ်ယောက်ဟာထောင်ကလွတ်တာနဲ့အင်ကိုတန့်ပြီးမပြန်ပဲပုံနဲ့တိုက်ကိုသွားပြီးနောက်တစ်နေ့မှာဖျားကိုစုလုံးမဲ့အကြောင်းဖိတ်စာချက်ချင်းရိုက်ခိုင်းပြီးဖိတ်စာတွေဝေပြီးမှအင်ကိုသွားကြတာအင်လည်းရောက်ရောကြောင်မီးရဲ့တပည့်နှစ်ယောက်ကတနက်နဲ့အစင်းစင်းစောင့်နေတယ် ဘယ်ကူမှထွက်ခွင့်မပေးတော့ဘူးအိမ်တန်သွားတာတောင်လိုက်ပြီးစောင့်နေဗျာကန်းကုံရောအဲ့ဒီတော့ဥလူကလေးကအဲ့ဒီနှကောင်ကိုမနေ့ပြန်ဖျားကုစုမှကြွေးမှာကွာဟောဒီမှာဖိတ်စာတွေဆိုပြီးဖိတ်စာတွေထုတ်ပေးလိုက်တယ်အဲ့ဒီတော့မှဒီနှကောင်လည်းမျိုးလုံးပြူသွားတယ်အဲ့ဒီမှာဒကောင်ကအိမ်မှာကြံခဲ့ပြီးဒကောင်ကသူ့ရဆရာကြီးကြောင်မီနဲ့သွားတွေ့ပြီးအကျိုးကြောင့်ပြောပြတယ်အဲ့ဒီတော့ကြောင်မီကကြွေးကျင်ကြွေးပါစေရတယ်ဥလူကလေးရဲ့မဲလက်နဲ့မဲလေးရဲ့ကိုသာဒီ channel ကအပြင်မထွက်နိုင်အောင်ရဲ့ အပြင်ကလူတွေနဲ့တွေ့ပြီးလွတ်လွတ်လပ်လပ်စကားမပြောနိုင်အောင်ရတာကြက်ကြက်မက်မက်လှုပ်ထားဖျားကုစုကြွေးဖို့ကိစ္စလည်းမင်းတို့ကပဲစီစဉ်ပေးလိုက်အောင်ဆိုပြီးငွေတောင်ထုတ်ပေးလိုက်သေးတယ်ခင်ဗျာဟုတ်ပြောပြလေပြီဒါကကျွန်တော်ဒီညင်ရွေးနားထောင်ခြင်းမပြုနိုင်တော့ပဲနေသားမအောင်မကြီးဟာဥလူကလေးနဲ့အဲ့ဒီနှကောင်ထောင်ကလွတ်လာတာနဲ့ကြောင်မီတို့လူစုကဒီလိုလုပ်မယ်ဆိုပြီးသတင်းကြိုပြီးရထားတာပဲကွာပလိဘက်ကိုတန်လိုက်ရင်ပြီးတာပဲဥစ္စာဘာဖြစ်လို့ပလိဘက်ကိုမတန်ပဲထွေးလီကားလူတွေရှောက်ပြီးလုပ်နေရတာလဲဟုတ်မဲလိုက်ရမဲလက်က မဖြစ်သေးခင်ဒီလိုဒီလိုရှိပါတယ်ကာကွယ်ပေးပါဆိုလို့ခမရတို့ပြိပက်ကကာကွယ်ပေးမတယ်လားဗျာဥပဒေပေါင်းလည်းမရောက်သေးတာနဲ့ပြိအရေးမပိုင်သေးတာနဲ့ပြောတဲ့လူကိုမယုံတာနဲ့ပြီးတော့ကျို့တို့ကိုယ်တိုင်ကလည်းလူဆိုးဗျာကျို့တို့စကားကိုပြိပက်ကယုံမတယ်လားအဲ့ဒီလိုမယုံလို့အင်းနေနေလုံနေတာနဲ့ကျို့တို့အသက်ဟာကြောင်ပြီးတော့လက်ထဲပါသွားနိုင်တယ်အဲ့ဒါကြောင့်ဥလူလေးကလည်းသူနီးသူဟန်နဲ့အလူတခုဖြစ်အောင်လုပ်လိုက်တာပဲအလူဖြစ်သွားရင်လူကဆုံးတော့ခွတ်မော့ကိုကြံစီလို့ရမယ်မဟုတ်လားထားပါတော့လေ ကျုပ်တို့ထောင်ကထွက်တဲ့ညမှာပဲသူတို့ကဖောက်ထုံးမှုတစ်ခုကိုလုပ်ကြတယ်အဲ့ဒီအချိန်မှာကျုပ်တို့ညီကိုနှစ်ယောက်နဲ့ဥလူကလေးဟာကြောင်မီးရဲ့လူနှစ်ယောက်လက်ထဲမှာတနက်နဲ့အချိန်ခံထားရတယ်နောက်ဆုံးကျုပ်နဲ့ကျုပ်ရဲ့ညီမဲလေးကိုမြေထဲထဲထည့်ပြီးပိတ်ထားလိုက်ပြီးဥလူကလေးတယောက်ကိုလည်းအဲ့ဒီနှစ်ကောင်ကစောင့်နေတယ်ဒီနေ့မနေ့လည်းကြာရောအဲ့ဒီနှစ်ကောင်တွေကတကောင်နဲ့သူတို့ခေါ်ထားတဲ့မိမကြီးနှစ်ယောက်ရောက်လာပြီးဥလူခေါ်ဆွဲချက်ဖို့ဈေးတွေပါတွေဝယ်ကြတယ်နှင်းတွေပါတွေဆက်ကြတယ်ဗျာညနေလူတွေလာရင်ကျွေးမွေးဖို့အဆင်သင့်မယ် ဝိုင်းပြီးလုတ်ကင်ဖို့လဲသူတို့စီကနောက်ထပ်မိမကြီးနှစ်ယောက်ပို့ပေးလိုက်သေးတယ်။အဲ့ဒီမိမကြီးတွေနဲ့စကားပြောကုန်မပေးဘူး။ညနေကျမှဥလူကလေးကိုအဝတ်စားလဲခိုင်းပြီးဧည့်သည်တွေကိုအခန့်ခိုင်းတာ။အဲ့ဒီလိုအခန့်တဲ့နေရာမှာလဲသူတို့နှစ်ယောက်ထဲကတယောက်မဟုတ်ရင်တယောက်ရှိနေတယ်။ခုပြောလိုက်လေဤထွဲကစာပလင်းနဲ့မောင်ကရဘူခိုးတဲ့တခိုးဟာဘယ်သူပဲဖြစ်ဖြစ်ပေါ့ကွာ။မင်းညာကတော့ခိုးပြီးပြီးချင်းရန်ကုန်ပြင်ဘက်သို့ထွက်လို့မရဘူးကွာ။ညဆိုတော့မတင်ကြတာနဲ့အရှာဖွေခံရမယ်မဟုတ်လား။ သူတို့အနေနဲ့လည်းရှာလို့ဖွေးလို့တွေ့သွားရင်အဲ့ဒီတရဖူကြီးဆုံးရှုံးသွားမှာကိုသိပြီးစိုးရင်ကြတယ်အဲ့ဒါကြောင့်မနေ့ကတော့ညာရင်းချင်းတရဖူကြီးဟာမြို့ပြင်ကိုမထွက်ဖြစ်သေးဘူးဒီနေ့မနေ့ထွက်ဖို့ဆိုတာလည်းမဖြစ်နိုင်တော့ဘူးကုန်းလန်းရေလန်းအကုန်လုံးပိုက်စိတ်တိုက်ပြီးရှာနေကြတာပြီးတော့ဒါကြီးကိုရန်ကုန်မြို့ထဲမှာလည်းကြာကြာမထားနိုင်ဘူးသူတို့ဘက်ဟာလူများတယ်ကွာတယောက်မဟုတ်တယောက်ဖောက်လိုက်ရင်ဒါကြီးပြိပက်ကပြန်ရသွားမှာကိုသူတို့ရဲ့အကြီးကဲကြောင်မီးကတွေးမိပါတယ် သူ့အနေနဲ့အများဆုံးထုတ်ဖို့ကြိုးစားမှာပဲအဲ့ဒါကတော့ဖြစ်နိုင်ရင်ဒီညထုတ်မယ်ပေါ့ကွာဟောဒီဖရာကိုစုအပြီးမှာထုတ်ဖို့ကြံမှာပဲဥလူလေးအိမ်မှာအဆောင်ချထားတဲ့သူ့လူတွေကိုလည်းပြန်ပြီးသိမ်းရအောင်မဟုတ်လားဘယ်နည်းဘယ်ပုံအောင်မြင်စွာသိမ်းဆီးဆုတ်ခွာရမယ်ဆိုတာကိုကြောင်မိနေနဲ့ညွှန်ကြားချက်ပေးရမယ်လို့ဆိုတော့ဖရာကိုစုမှာသူလည်းရှိနေမှဖြစ်မယ်အဲ့ဒါကြောင့်ဖရာကိုစုကိုသူကိုယ်တိုင်ရောက်နေတာဟုတ်ပြောလိုက်လေဒါကကျွန်တော်ကအတင်းရင်လာကြည်လားဗျာဒါတော့လူစီကားတဲ့နေရာကိုသူ့မလို့လာဝင်မလဲ ဟုတ်ပြောလိုက်ရာဇာပလင်နဲ့မောင်ကမဟုတ်ဘူးအိုင်ဒီတခါတလေရန်သူရဲ့မျက်စိအောက်မှာဝင်ပြီးပုံတာဟာအလုံးယုံဆုံးပဲဗျာရန်သူကစိတ်ဆော့ပြီးအဝေးကိုကြော်ကြည့်လေမျက်စိရှမ်းလေပေါ့ဗျာဟုတ်ပြောလိုက်လေဤတော့ကကျွန်တော်ကဒီအလူမာကသူတို့လူ၃ယောက်ပဲလားဗျာဥလူကလေးတွေစိတ်ချရပါမလားဟုတ်မေးလိုက်ရာဇာပလင်နဲ့မောင်ကသူတို့လူ၃ယောက်ထဲပဲကမလဲဗျာမလန်မကန်းကဝိုင်းတွေမှာလဲသူတို့လူရှိချင်းရှိနေမှာပေါ့ဒါပေမဲ့မိမိလိုက်တော့ဥလူကလေးနဲ့ကျုပ်က ကြောင်မီးတို့သုံးကောင်ကိုလင်းလင်းမြန်းမြန်းမြေတိုက်ထဲတည်သွားပြီးမြေတိုက်ထဲကမဲလက်နဲ့မဲလေးကိုခေါ်ပြီးအထုပ်ခြံမေးကနေပုံပြီးစောင့်နေတဲ့မဲကြီးကလည်းတွတ်တွတ်လက်လက်နဲ့ရောက်လာပြီးသူတို့ညီကိုသုံးယောက်ကဟိုသုံးယောက်ရဲ့နေရာမှာအစာဝင်ပြီးထိုင်လိုက်တာမြန်လင်းအကြီးတော်ဖြုံကနေမရိပ်မိလိုက်ကြဘူးဗျမြန်လိုက်ပုံကလည်းနိုင်ငံကကာကွယ်အော်ပရာကြနေတာပဲမိကလေးတစ်ချက်မှိတ်လိုက်တာနဲ့လဲစရာရှိတာတွေလဲပြီးဖြစ်နေပြီဗျမီးလဲပြန်ပွင့်လို့လူတွေမျက်စိမှာဝိုးရိုးဖြစ်နေတော့ကျုပ်တို့ကထွက်လာကြတာသူ့လူတွေကတွေ့ရထားအောင် ကျွတ်တို့ထွက်လာပုံကဖမ်းဆီးလာတဲ့ပုံမျိုးမဟုတ်ဘူးအဲ့ဒီတော့ကျွတ်တို့နှစ်ယောက်ကိုသူတို့သုံးယောက်ကလိုက်ပို့တယ်လို့ထင်ရင်ထင်ကြအောင်ပါဒီထက်ကောင်းသွားတဲ့အကွက်ကတော့ကြောင်မီးနဲ့အလုံးအရက်ချင်းတူတဲ့မဲလေးဟာကြောင်မီးရဲ့ဝက်စားတွေလဲပြီးဝက်လိုက်တဲ့အချက်ပဲပြောဟုတ်ပြောလိုက်လေဒါကကျွန်တော်ကဟိုမှာကြောင်မီးလူတွေကြံခဲ့တယ်ဆိုရင်ဥလူကလေးတယောက်တည်းနဲ့ဖြစ်ပါမလားဗျဟုတ်မဲလိုက်ရဘဲကလားဥလူကလေးတယောက်တည်းဟုတ်ရမှာတော့ဒီလောက်ဆိုသင်္ကန်းချင်းကကရာစုအုပ်ကိုတန်းဖေနဲ့ပလိတ်ဖွဲဟာဝိုင်းထားရောမယ် ကိုသားပြီဆိုတဲ့သူဟာလည်းမပေါ်သေးတဲ့အမှုကိုသာပေါ်အောင်မလုပ်နိုင်ပေမဲ့ပေါ်ပြီးသားအမှုတရားခံကိုတော့လွတ်မသွားအောင်ဖမ်းနိုင်တယ်နော်ဟုတ်ဇာပလင်နေမောင်ကပြောလိုက်လေသင်ငန်းကျွန်းကတ်ကိုခင်ဗျားဘယ်တော့ကအကြောင်းကြားလိုက်တာတော့အိုင်စေဟုတ်ကျွန်တော်ကမေးလိုက်ရာကျုပ်ကိုယ်တိုင်အကြောင်းမကြမိပါဘူးဗျာကျုပ်တို့ကိုမျက်လှပြတယ် RED ယုံကစီးကလေးကိုအကြောင်းကြားခိုင်းလိုက်တာပါဟုတ်ပြောလိုက်ရာကျွန်တော်ကဩဟုတ်ပြီဟုတ်ပြီဟိုလူသုံးယောက်ကိုတိုက်လိုက်တဲ့စီးကလေးဟာလည်း ဟိုးဒရဝန်ရီစီကယူလာတဲ့ secret ပဲခမည်းတော်တာကတော့မျက်လက်ဆရာလေးကျို့တော်ကိုပြတယ်ပိုလို secret လေးဖြစ်နေမယ်ဗျခမည်းဟာခါတိုင်းရေခဲတော် secret တောက်နေကြပါအခုမှပိုလို့ဘူးတွေကနှက်ပြီးတောက်တယ်ဆိုတော့မျက်လက်ဆရာအင်ကယူလာတဲ့ secret လေးပဲဖြစ်ရမယ်ဟုတ်ပြောလိုက်လေထွဲကစာပလင်းနေမောင်ကအင်ဘီဒီနေ့တည်းအတော်ကိုတိုးတက်လာနေပါလားဟုတ်ပြောလိုက်စင်ပါပင်ကျွန်တော်တို့ဤကားသည်ဂျူဘလီဟော်ရှိ၌ရက်လိုက်ပြီးသားဖြစ်လေတော့သည်ဒေါနာစာပလင်းနေမောင်သည်အောက်သို့ဆင်းသွားရာဒရဝန်နှုတ်ကလာ၍တွေ့လေ၏ ဒါကစာပလင်းနေမောင်ကတို့ဒရဂန်နှူးအားဘိုလို secret လက်စီထုတ်၍တိုက်လိုက်လေတို့တို့တိုက်ပြီးရင်ကဲကဲမင်းတို့ကမင်းတို့ပြန်နေကြပြီတော့ငါတို့ကားပြတ်သွားလို့ပြင်ရအောင်မယ်ကွာဟုတ်သောကကာဆက်ဖုန်းကိုဖွင့်လိုက်လေဒရဂန်နှူးလည်း secret များဆိုက်ဖွာ၍ဝင်လွင်းသို့ပြန်၍ဝင်သွားကြလေညမကြာမီ၌စာပလင်းနေမောင်ဤသို့တစုံတစ်ယောက်သည်ပစ္စည်းကရိယာများများစွာနှင့်ရောက်ရှိလာလေတော့ဤထို့သူအားစာပလင်းနေမောင်ကဟဲ့ကောင် မင်းမိမမညွင်ကြီးကမင်းအိမ်မှာ ပြန်မအိပ်ဘူးလို့တိုင်လိုက်တယ်ကွာကဲပါကွာအဲ့ဒါတွေနောက်မှပြောတော့မယ်တရုံကနှစ်ယောက်တော့အခုလောက်ဆိုအိပ်ပျော်နေကြပြီမင်းရဲ့ဟောဒီကမဲကြီးညီကိုသုံးယောက်ရဲ့ခေါမိုးကနေပြီးအထက်ကိုရောက်အောင်ဝင်ကြပြီတော့ဤရင်တရဖူကိုသူ့နေရာသူပြန်ထားပြီးဟိုကောင်တွေဖြတ်သွားတဲ့တန်တန်းတွေကိုမင်းတို့ခေဆော်ပေးခဲ့ကြပလက်ပေါက်ကအတွင်းဘက်မှာရှိတယ်မင်းမှပါတဲ့ဝါယာကျိုးရှိတယ်မဟုတ်လားဟိုပြောလိုက်ရဒေါ်ညွင့်ဤယောက်ျားခေသမားကလေးဒီရပါလေဆရာ ဟုတ်ပြောလေဒေါနာကာပလင်းနေမောင်ကဟေ့မဲလေတရဖူဘယ်မှာလဲကွာဟုတ်မဲလေရမဲလေဒီသူဤကိုတွင်ဝဲ၍ယူလာသောတရဖူကိုထုတ်၍ပေးသည်ဖြင့်စာပလင်းနေမောင်သည်တရဖူအားမော်တော်ကားပေါ်သို့တင်ကယရနာများကိုစစ်ဆေး၏ထိတ်တွင်တဆင်သားသောစိန်ဝင်ကြီးပါမပါကြည့်ရှု၏အလုံးစုံကြည့်ရှုစစ်ဆေးပြီးနောက်မဲကြီးတို့ညီကိုနှင့်ဂဟေသမားလေးလက်သို့တရဖူကြီးကိုအပ်လိုက်လေတော့၏၎င်းတို့လေဦးသည်ပေါ်ပါသွက်လက်စွာဖြင့်ဂျူဘလီဟောဝင်းအတွင်သို့ဝင်သွားကြလေ၏အချိန်တော်ကြာမှပင်ပြန်၍ထွက်လာကြလေတော့၏ ဘယ်လိုလဲကွာနေသားတကြဖြစ်သွားပြီလားကွာဟုတ်ဇာပလင်နေမောင်ကမဲလိုက်ရဂေးသမားကလေးကဂေးဆော်ရုံတက်တက်ဆိုရင်ပြည်တာကြာလာပါပြီဆရာရဲ့ဒါပေမဲ့ကျွန်တော်ကဂေးဆော်ထားမှမသိရအောင်အစ်စ်နေရကိုဒဇင်းနဲ့တိုက်တယ်ကြောက်စက်နဲ့ချောတယ်အဲ့ဒါကြောင့်ကြားနေတာပါဆရာရဲ့ဟုတ်ပြလိုက်ရဇာပလင်နေမောင်ကမင်းဟာလုတ်တဲ့ကန်တဲ့နေရာမှာသိပြီးသေးကြတာပဲကိုတဲ့အသက်၃ညလောက်ကြီးတဲ့မိမကိုယူပြီးဥကြောင်းကြောင်းဖြစ်နေတာကလွဲရင်မင်းဟာလူတော်တယောက်ပါပဲ။ ဟုပြောလိုက်ရာဂဟေသမားသည်ဆက်ဖြဲဖြဲဖြစ်၍သွားလေတော့၏တို့နောက်ကျွန်တော်သည်ဗိုလ်လင်လန်တို့ပြန်ကြပြီးနောက်ဒါမွေကတ်တို့သွားကစာပလင်းနှင့်မောင်ကဒါဝေကမမစ္စတာခရစ်ပင်ဤအိမ်တို့တယ်လီဖုန်းဆက်ကအောက်ပါတိုင်းပြောလိုက်လေတော့တည်းဒီမှာမစ္စတာခရစ်ပင်အခုလိုညာကြီးတကောင်စကားပြောရတာအနာပါတယ်မနေ့ကမနေ့ခုနှစ်နာရီထိုးလို့ဂျူလီဟော့ဖွင့်တဲ့အခါမှာခမားကိုယ်တိုင်သွားပြီးကြည့်ပါတရဘူဟာလုံးဝမပြောက်ပါဘူးသူ့နေရာမှာသူရှိနေပါတယ်ဒါပေမဲ့လက်စော့တဲ့လူတွေကိုတော့သင်ငန်းကျွန်းကမှာဖမ်းထားလိုက်ပါပြီ တဗေတတကမ္မတကမင်းသိန်ခါဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာကြီးမင်းသိန်ခါဤစာပလင်နဲ့မောင်နဲ့တပွဲစားဥနော့ပါဝင်ဝိတုတို့များစာအုပ်ကိုဖတ်ပြခဲ့တာဒီမှာပဲပြီးဆုံးခဲ့ပြီဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခံစားပေးခဲ့တဲ့အတွက်လည်းကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးနောက်ထပ် audio book တွေမှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာ အားလုံးကျန်းမာပေးခြင်းကြပါစေကျွန်တော်ဖုန်းမြတ်ထင်ပါခင်ဗျာ